အရဟံဆိုတဲ့နေရာမှာအရဟံလို့အတန်လေးကိုဖတ်ပြီးတော့အရဆိုတာဒီယန္တူတွေယန္တူတွေကိုဟဆိုတာခြင်မုံပြီးသားအနိုင်ယူပြီးသားဖြစ်တယ်ယန္တူဆိုဒီမှာဘသူကို ပြောတာလဲလို့ဆိုကိလေသာတွေကိုပဲပြောတယ်ကိလေသာကမှတကယ်ယန္တူအစ်စ်လေးငရဲချတာက ိုကိုလာပြီးတော့ဒုက္ခပေးတဲ့ပုဂ္ဂိုလ်ယန္တုမဟုတ်ဘူးကိုယ်ရင်ထဲမှာဖြစ်တဲ့ကိုမွေးထားတဲ့ဒေါသဆိုတဲ့ယန္တုလောဘဆိုတဲ့ယန္တုမောဟဆိုတဲ့ယန္တုကကိုယ်ငရဲချတာသူလောက်ကိုယ်ကိုဒုက္ခပေးတာရှိမှမရှိတာအပြင်ဘက်ကလူကဒုက္ခပေးတယ်ဆိုတာယမယံခန္ဓာပေးလို့ရတာလေအဲ့တော့ဒုက္ခပေးလို့ယန္တုလို့ခေါ်မယ်ဆိုလို့ရှိရင်အမြဲတမ်းကိုယ်ဒုက္ခပေးနေတာဘယ်သူလဲလို့မေးရင်ကိလေသာတွေပဲ တော့ကိလေသာကယန္တုအစ်စ်ပဲစိတ်ညစ်ရတာဘာလို့ကြောင့်သူ့ကြောင့်အစင်မပြေဖြစ်ရတာဘာလို့ကြောင့်ပျော်မဆိုမတွေဖြစ်တာဘာလို့ကြောင့်သူ့ကြောင့်ဟောအလုံးလောကကြီးမှာမဖြစ်ချင်တာတွေဖြစ်နေတာဘာလို့ကြောင့်သူ့ကြောင့်ဟောသူ့လောက်ကိုယ်ဒုက္ခပေးတဲ့ပုံကိုပဲရှိမလဲနော်မုံစရာကောင်းတဲ့ယန္တုအစ်စ်ဟာကိုယ်ရင်နဲ့နှလုံးထဲမှာ ဖြစ်နေတဲ့လောဘဒေါသမောဟတွေသာဖြစ်တယ် အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ရန်သူတွေကို အနိုင်ယူပြီးတော့ဖယ်ရှားပစ်ပြီးသားဖြစ်တော့ကြောင်းအရဟံအဲ့ဒီစကလုံးကပါဠိမှာအရိဟနအရိဆိုတာရန်သူကိုခေါ်တယ်ဟဆိုတာဖြည့်ဆည်းထားတာဖြည့်ဆည်းပစ်လိုက်တာရန်သူတွေကိုချိန်မုံပလိုက်တာအဲ့တော့အရိဟကနေအရဟံဖြစ်လာတယ်လို့ဒီလိုဆိုထားတာအဲ့တော့ အဲ့ဒီစေလုံးပြောင်းလဲမှုတွေကိုအသာထားအရဟံမိမိကိုဒုက္ခပေးနေတဲ့ကိလေသာရန်သူတွေကိုအာလုံးအနိုင်ယူထားပြီးသူ ဖြစ်တယ်ယူထားပြီးချင်းကိလေသာအာလုံးကိုချိန်မုံပြီးဖြစ်ချင်းရန်သူမရှိတော့ဘူးလို့ဆိုလိုတယ်ဖះရန်သူမရှိဘူးဆိုဒေဝတ္တို့ဘယ်သွားထားတော့လို့မေးကောင်းမေးလိုက်မယ်အပြင်ရန်သူအဲ့ဒါနော်ဖះမှာကိလေသာရန်သူဆိုတာမရှိတော့ဘူး လုံးဝမရှိတော့အတွင်းရန်အပြင်းရန်ဒါကြောင့်မလို့အရဟံကိလေသာရန်သူတွေကိုခြေမုံဖြတ်စီးပြီးဖြစ်သူလို့ဒီခြေမုံဖြတ်စီးခြင်းလို့ဒီအဓိပ္ပာယ်ဟာဒုတိယအဓိပ္ပာယ်တစ်ခုလို့